လောကဟိတယတတ္တလောကရဲ့ချိုးစီးပွားကောင်းကျိုးချမ်းသာတွေကိုရရှိနိုင်ဖို့အတွက်မြတ်စွာဘုရားဒီနေရာမှာအထိပ္ပယ်ကောက်မမားဖို့လိုတယ်ဆိုထားတဲ့ထဲမှာလောကချိုးစီးပွားအတွက်မလိုရတဲ့လေ့ကျင့်ကလေ့ကျင့်ရတယ်ဆုံးလို့ရတယ်အဲ့ဒီလှုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘက်တွေလေ့ကျင့်ရတဲ့အခါမှာသူပင်ပန်းဆင်းရဲတယ်။အဲ့ဒါကိုအသေးပဲကောက်တဲ့အခါကြလို့ရှိရင်မြတ်စွာဘုရားဟာတရဝါရီအတွက်တရဝါရီကိုအတွက်ဆင်းရဲဒုက္ခခံရတယ်လို့ဆိုရဲအသေးပဲမဟုတ်ဘူး။အဲ့ဒီအသေးပဲယူရင်မှားတယ်။သူဆင်းရဲဒုက္ခခံတဲ့တရဝါရီကောင်းစားမလား။ကောင်းစားဘူး။ကောင်းစား မင်းတို့အတွက်ငါကိုယ်တော်မြတ်အသက်ခံမယ်လို့ဆိုရင်မှန်မလားသူကသူသေးမှာပဲလေသူသက်ခံတယ်ခြံတဲ့လူတွေကောင်းစားပါမလားမကောင်းစားနိုင်ဘူးအဲတခုတော့ရှိတာပေါ့လူ၅ယောက်သွားမယ်သွားမယ်မင်းတို့လွတ်အောင်ငါအသေးခံလိုက်မယ်ဆိုရင်ဒါတော့ဖြစ်တယ်အဲ့ဒါလောက်ကတော့ဖြစ်တယ်နော်အဲ့ဒါလောက်ကတော့ဖြစ်တယ်အခုမြတ်စွာဘုရားဟောထားတဲ့အထင်ပဲတရဝရီ ကဲတင်မှုအတွက်မြတ်စွာဘုရားဟာအနစ်နာခံတယ်ဆိုတာပြင်းမှန်းဆင်းရဲမှုကိုရောက်ရတဲ့ဒုက္ခမျိုးစုံရောက်တယ်ပေါ့နော်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုရောမြတ်ဤပြင်းမှန်းခြင်းသို့ကတော်ရောက်တယ်ဆိုတာတရဝါရီအတွက်ဒုက္ခခံနေဆိုတဲ့အထိပ္ပယ်မရောက်ဘူးတရဝါရီကိုကဲတင်ရင်လို့အသိဉာဏ်ရချင်းတယ် အဲ့ဒီအသိဉာဏ်ရဖို့အတွက်အလုံးလုံးရတာပြန်မှဆင်းရတယ်။အဲ့ဒီလုပ်ငန်းအတွက်သာလင်ဒုက္ခခံတာဖြစ်တယ်။ဒီလိုဆိုလို့ရတယ်နော်။အနုဘုဆိုရင်တခြားဘာသာတွေမှာပြောသလိုငါကိုယ်တော်မြတ်ကဒုက္ခခံလိုက်မယ်၊ကျန်တဲ့သရဝါကြီးကောင်းစားသွားလိမ့်မယ်ဆိုဒီအိဗယ်မျိုးမဟုတ်ဘူး။မြတ်စွာဘုရား။သူများအတွက်ဒုက္ခခံပေးခြင်းအပြင်လည်းကတိညာမရောက်ဘူး။ဒီလိုဆိုလို့ရမဟုတ်ဘူး။ အဲ့တော့သရဝါတွေကိုကန့်တင်နိုင်တဲ့အရေးချင်းရဖို့လေ့ကျင့်ရတယ်။ဘာတွေလေ့ကျင့်တာရောဒါနနဲ့လေ့ကျင့်တယ်၊သီလနဲ့လေ့ကျင့်တယ်။နော်၊နိခမနဲ့လေ့ကျင့်တယ်၊ခန္တီနဲ့လေ့ကျင့်တယ်၊ပညာနဲ့လေ့ကျင့်တယ်၊ဝိရိယနဲ့လေ့ကျင့်တယ်ဆိုတဲ့လေ့ကျင့်မှုတွေပါရမီ၁၀ပါးဖြစ်ကျင်တယ်ဆိုစိတ်ချရရတယ်လေ့ကျင့်တာ။အဲဒီလိုလေ့ကျင့်ရတဲ့အခါမှာ အကြီးအကျယ်ဒုက္ခရောက်တယ်။အဲ့ဒီအကြီးအကျယ်ဒုက္ခရောက်တာဟာဘု து အတွက်ခန္ဓာတော်လို့ဆိုရင်ဘု து အတွက်မှမဟုတ်ဘူး။နော်ဘု து အတွက်မှမဟုတ်ဘူး။တရားတွေကိုလွမြောက်အောင်လုပ်ပေးနိုင်တဲ့အသိဉာဏ်အတွက်လို့ပဲပြောရမှာဖြစ်တယ်။တချို့ကအိဗယ်ကောက်တာလွယ်မှားတာတွေရှိတယ်ပေါ့နော်။မြတ်စွာဘုရားရဲ့စာပေထဲမှာလည်းဒီအိဗယ်တွေကိုရှင်းထားတဲ့ကြံနေရှိတယ်။ အဲ့ဒီအဓိပ္ပာယ်မျိုးယူအောင်သူများအတွက်ငါကခံနေရဆိုတာမျိုးအဖြစ်အောင်တရားတွေကိုချေချွတ်ဖို့လုံးလုံးတဲ့အခါမှာပင်မဆင်းရဲတယ်ဒါမှန်တယ်အဲ့ဒါတရားတွေအတွက်ခံတာမဟုတ်ဘူးအလုံးလုံးတဲ့အတွက်မှာပင်မဆင်းမှုရောက်တယ်လို့ဒီအဓိပ္ပာယ်မျိုးယူအောင်ဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟာ ကရုဏာနိဒာနာတဗ္ဗပိဗုဒ္ဓခုနာလို့ဆိုကြတယ်။စာပေကျမ်းကနေမှာအဲ့လိုဆိုတယ်။မြတ်စွာဘုရားရဲ့အကြီးချင်းနေအလုံးဟာကရုဏာဘောမှာအခြေခံတယ်လို့ဆိုတာဘာကိုပြောတာလဲဆိုရင်တရဝရီဟာဩရိုက်ကြနားလိုက်ကြသိလိုက်ကြဘယ်ဘဝမှာတည်မြဲတာမရှိဘူး။အလုံးဟာဘဝခေကြီးမှာမတည်ငြိမ်တဲ့ဘဝခေကြီးမှာရှောက်လန်းပြီးတော့သုံးစွတ်တဲ့ပုံတွေက သောရဝတ္တငါးဘုံအလွယ်ခြံတဲ့ဘုံတွေမှာအထက်ရောက်လိုက်အောက်ရောက်လိုက်နေဆဲတို့ကမျိုးစုံခံစားနေကြတယ်သရဝရီကိုကြီးလိုက်တဲ့အခါမြတ်စွာဘုရားစိတ်ထဲမှာဒီလူတွေဒီဒုက္ခလွတ်အောင်ငါဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးရှိတယ်အဲ့ဒီအတွေးဟာကရုဏာလို့ခေါ်တယ်အဲ့ဒီအတွေးကိုအခြေခံလိုက်ပြီးတဲ့အခါမှာဒီအတွေးကိုအခြေခံပြီးတော့ ထူးခြားတဲ့တပည့်တဲ့ဉာဏ်တော်ကြီးကိုရအောင်မလိုရမလဲပါရမီဖြည့်ရအဲ့ဒီပါရမီဖြည့်တဲ့အခါမှာဆင်းရဲဒုက္ခရောက်တယ်ဒါဆိုလို့ရပေါ့နော်အဲ့ဒါကိုအသေးပဲကိုသရဝါဒီအတွက်ဒုက္ခခံတယ်လို့ဒီလိုမဆိုပါဘူးဒီလိုဆိုလို့ရှိရင်ဒါအသေးပဲလည်းမရှိဘူးနော်အသေးပဲမရှိဘူးကရုဏာကိုအခြေခံပြီးတော့အလုံးလုံးတယ်အလုံးလုံးချင်းကြောင့်ပြန်မှန်ဆင်းရဲတယ် that money, No?